ကဲမင်္ဂလာပါညီကိုတို့ရေဒီ live ကတော့ဒီနေ့ရဲ့ဒါနောက်ဆုံး live ဖြစ်ပါတယ်အဲ့တော့ La Liga နဲ့ League 1နဲ့အတူလေးသင်းပေါင်းမောင်းနှစ်လေးပြောပေးမယ့် live လေးဖြစ်ပါတယ်เนาะအဲ့တော့မင်္ဂလာပါဗျဆိုတော့အသိလေးလက်မလေးเนาะတရားချက်လကူမြည်တော့နှိပ်ပေးကြပါညီကိုတို့ရေကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာပါဗျဆိုတော့ La Liga ထဲမှာ ကျွန်တော်တို့အစောဆုံးပွဲကအစောဆုံးပွဲကဘယ်ရောက်ပါလဲ Girona နဲ့ကျွန်တော်တို့ Alava ပွဲပေါ့လीเนาะ အဲ့တော့ဂျီရိုနာနဲ့အလာဘာကတော့ဒါ9နာရီခွဲမှာကံမှာဖြစ်ပါတယ်เนาะထိုင်းဆန်တော်ချင်းကတော့10နာရီပေါ့လीเนาะအဲ့တော့9နာရီခွဲမှာကံမှာဖြစ်ပါတယ်အဲ့တော့မန်ယူဘွဲ line up ထွက်ပြီဟေးเนาะအဲ့တော့လက်ရှိကမွာနီနဲ့ဟိုဘက်ကထွက်လာတယ်ဗောနော်ဟာမွာနီ Richard Lesson Zavi Simon Johnson ပြာเนาะပါလညာပါတယ်စားပါတယ်ပြည့်တော့ပြည့်တယ်ဗျာသိလား United ကကွန်ညာကွန်ညာအထောင်တိုင်းစစ်နဲ့ဖြစ်မယ်တင်တယ်เนาะအဲ့တော့ Mbumo Emat Ahmed နောက်ပြီးတော့ Casemiro စုံတော့စုံပါတယ်ဗျာเนาะ ော့ဒီလေမကွာရနဲ့တော့ပွဲထွက်လာတယ်ဗျာနော်မကွာရနဲ့ပွဲထွက်လာတယ်အဲ့တော့ဒါဘိုင်ယန်ဒီကတော့တော်တော်လေးခုံပြောက်သွားတဲ့အနေအထားပေါ့လေနော်လက်ရှိကတော့လာမင်းနဲ့ပဲပွဲထွက်တဲ့အနေအထားမျိုးမှာရလလလေးတော့မဆိုးဘူးဆိုတဲ့အနေအထားလေးတော့ဒါယူနိုက်တက်ကဒါပိုင်ဆိုင်လာပြီပေါ့လေနော်ကဲအဲ့ဒါဆိုတော့ကျွန်တော်ဒီနေ့ဒီဒီ live ထဲမှာတော့ကျွန်တော်လက်ကြံပွဲလေးတွေပြောပြနေတော့ကျွန်တော်ဒါနော်ဒီနေ့ live လေးတွေပြီးပါပြီပေါ့လေနော်အဲ့တော့ဒါအသေးလေးလက်မလေးတွေတော်တော်ကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ကြီးကိုကြီးကျေးဇူးများကြီးတင်ပါရပါ ဘရာသာတွန်းတွန်းလေးမင်္ဂလာပါဗျမြို့ကျော်သူမင်္ဂလာပါအဲတင်မိုးအောင်မကွေးမင်္ဂလာပါညီကိုကြီးဘရာသာငိမ့်ချန်းဦးမင်္ဂလာပါဗျဆူဆူမင်္ဂလာပါရွှေရမင်္ဂလာပါနေနေမင်္ဂလာပါဗျဦးစိုးမြင့်မင်္ဂလာပါကျော်သူလှမင်္ဂလာပါရွှေကြီးမင်္ဂလာပါထွက်ကောက်မင်္ဂလာပါကိုကိုမင်္ဂလာပါမောင်ကျော်မင်္ဂလာပါတင်မိုးအောင်နိုင်မင်္ဂလာပါဒီပွေးမင်္ဂလာပါဗျမင်းစရာထုံးမင်္ဂလာပါကျော်ဟိတ်မင်္ဂလာပါတွန်းတွန်းလေးမင်္ဂလာပါအောင်စော်မြင့်မင်္ဂလာပါညီကိုကြီးဘရာသာရွှေကြီးမင်္ဂလာပါအဲဘယ်ဝါလဲအောင်စုံမြေပြောရသောဘဝခင်မင်္ဂလာပါမောင်စိတ်မင်္ဂလာပါဆမ်းမင်းမင်္ဂလာပါညီကိုရေလက်ကီကျန်းမင်္ဂလာပါချွတ်ထွန်းမင်္ဂလာပါစိုးမင်းမင်္ဂလာပါဖုံးမြင့်မင်္ဂလာပါဗျရက်ဗီမဟဲ့ပါဘူး Red Devela မင်္ဂလာပါဗျ Anasa ပွဲလေးပြောပြပါအောင် Okay ပါညီကိုကြီး Anasa အဝေးခွင့်ဖြစ်လို့ကျွန်တော်ရှောင်းတာညီကိုကြီးเนาะအဲနှလုံးနှလုံးဘလောက်လဲမသိကျွန်တော်ကြည့်တော့ကြည့်လိုက်တယ်ဗျာเนาะကျွန်တော်ကြည့်အားလုံးကြည့်ရလိရှိသမျှလိအကုန်ကြည့်ပါတယ်เนาะအဲ့တော့အဲ့ဒါကြောင့်လဲကျွန်တော်တခြားပွဲလေးတွေက တော့ထုတ်ပေးလို့ရတာပဲ။နောက်အင်တာမိုင်းမီပွဲတော့စိတ်ဝင်စားတယ်ဗျာ။ဒါပေမဲ့ဟိုအင်တာမိုင်းမီလိနဲ့ကျွန်တော်အရန်ဝေးနေတယ်။လက်ရှိက knock out stage เนาะ play off ကံမှာ။ဒါပေမဲ့ရှေ့မှာနှစ်ပွဲကံပြီးဗျာ။အခုဘွယ်ဘာလို့ထပ်ကံလဲကျွန်တော်မသိဘူးဖြစ်နေတယ်เนาะ။ Google ခေါက်မှာပဲရမယ်အနေထားပါเนาะ။အင်တာမိုင်းမီပွဲမကြည့်ပြတာတော်တော်လေးကြာပြီ။အဲ့တော့လက်ရှိကကျွန်တော်အင်တာမိုင်းမီပွဲလေးကျွန်တော်ထည့်ပြောပေးပါမယ်เนาะ။ Ana Sa ပွဲကတော့ကျွန်တော်တိတ်တော့မကြိုက်ဘူးဗျာเนาะ။မင်္ဂလာပါညီကိုဂျီရိုနာကြီးအောင်သိပြီထင်တယ် brother nine minute ဟုတ်တော့ဟုတ်တယ်ဗျเนาะဒါပေမဲ့ level 50ရှုံးမှာဖြစ်ပါမလားပေါ့လीเนาะအောင်မယ်ဆိုရင်တော့အဲ့လောက်ကြီးတော့မပေးနိုင်ဘူးပေါ့လीเนาะဒါပေမဲ့ ကြေးပြင်းနိုင်လဲအောင်တာမဟုတ်ဘူးပေါ့လေနော်ကြေးပြောင်တာလဲကျတာလဲမဟုတ်တဲ့အတွက်တော့အဲဂျီရိုနာရဲ့လက်ရှိကောင်းတာအဖောင်ရတော့မရှုံးဘူးဆိုတဲ့အနေထားလေးကတော့ပိုကောင်းတာပေါ့ဗျာနော်ဥပမာ 1x double chance ဆိုရင်တော့အဆုံး အရှုံးမရှိနိုင်ဘူးပေါ့လေအဲ့တော့လက်ရှိနောက်ဆုံးအိမ်ခွင်း၃ပွဲဆက်လေမရှုံးတော့ဘူးဒါပေမဲ့သေကနှစ်ပွဲဖြစ်တာလေဆိုတော့ဂျီရိုနာကတော့မနေတာကောင်းတယ်ညီကိုကြီးနော်မစင်းစားတာကောင်းပါလေဗျဘရဒါအောင်တန်းဝင်းမင်္ဂလာပါညီကိုကြီးကဲဆိုတော့ကျွန်တော်စလိုက်မယ်ညီကိုကြီးနော်ဟာစီတီပွဲလေးပြောပြပါအောင်နော်ကိုဗန်ထရီပွဲလေးပြောပြပါအောင်နော်ဒီနေ့ကျွန်တော်ကြည့်ရတဲ့လောက်ကမီဒယ်ဘရလေးကျွန်တော်မကြိုက်ဘူးကိုဗန်ထရီလည်းကြီးပျော့လေးလို့ကျွန်တော်ထင်တဲ့အတွက်ရှောင်ပါတယ်နော်အဲတေရောက်တော့ရာကောင်းရနိုင်တယ်ဒါပေမဲ့လည်းပဲ90လားမသိဘူးနော်ကိုဗန်ထရီကအဝေးခွင့်ကနေပေးတာထင်ပါတယ်မကြိုက်ဘူးညီကိုကြီးနော် ကျွန်တော်ကြည်ပြီးသွားပါပြီเนาะ Ha City ပွဲလေးပြောပြပါအောင်โอเคပါဗျာကျွန်တော် Ha City ပွဲတော့တစ်ချက်ကြေးလေးတွေကြည်ပြီးပါမယ်เนาะโอเคပါကဲအဲ့ဒါဆိုတော့ကျွန်တော်စလိုက်မယ်ညီကိုရေเนาะ live scene နဲ့ Bayern ပွဲကျွန်တော်ပြောပြပါပြီ brother အောင်ကျော်ကျော် share live ထဲမှာကျွန်တော်အဲ Bundesliga ရောနောက် series ရော share live ထဲမှာအလေး live ထဲမှာကျွန်တော်ပြောထားပါတယ်ပရမောင်းဆုံး live ကတော့ကျွန်တော် premier league live လေးပြောပြပါပြီဒီနေ့ live လေး၃ခု ခွဲပြီးကျွန်တော်လွှင့်လွှင့်ထားပေးထားပါတယ်အဲ့တော့ဒီ live ထဲမှာတော့ La Liga နဲ့အတူ League 1သုံးသက်ချက်လေးပြောပြီးတော့လေးသင်းပေါင်းပေါင်းနှစ်လေးချပြပါဖြစ်ပါတယ်ကြည့်ရအောင်ကျွန်တော်စလိုက်အောင်ညီကိုရေနော်အဲ့တော့ကျွန်တော်တပွဲကတော့ဒီနေ့၃ပွဲ၃စာပွဲ၃ပွဲကျွန်တော်ပြောပြပါပြီနော် Okay ပါကြည့်ဆိုတော့ကျွန်တော်စလိုက်အောင်ညီကိုရေနော်အဲ့တော့အသေးလေးလက်မလေးလေးထုံးစံနိုင်လေးတယောက်တစ်ချက်လောက်ကုညီပြီးတော့မနေ့ရက်သေးနှိပ်ပေးကြပါအောင်ညီကိုရေကျေးဇူးများကြီးတင်ပါတယ်ဗျ Wine Summer ဆော့ချင်တဲ့ညီကိုရေအနေနဲ့ကလည်း Go Beer Promo Code ဖြစ်တဲ့ GB777 အသုံးပြုပြီးတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက Wine Expert မြန်မာ Facebook page နဲ့သူတို့ရဲ့ application တို့ website လေးရဲ့ customer service call တွေနဲ့ ပြီးတော့လည်း24တိုင်းတည်လို့ရပါတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ let's go ပါအဲ့တော့ပထမဆုံးကျွန်တော်လာလီကဂျီရိုနာပွဲကနေကျွန်တော်စပြီးပြောပြီးမှာဖြစ်ပါတယ်ဂျီရိုနာဟာလည်းပဲ90ပေးတယ်နှလုံး30ရှုံးနဲ့ပြန်လာထားတယ်ဒီနေ့တည်းကနောက်ဆုံးထိတဲ့ဆိုလို့ရပြီးခဲ့တဲ့ရာသီမှာလည်းလည်းပဲ90ပေးခဲ့ပါတယ်1-0နဲ့ဂျီအောင်ခဲ့တာတွေ့ရတယ်အဲ့တော့ဂျီအောင်ရဲ့ပွဲတွေကဂျီရိုနာအိမ်ခွင်းမှာအနှင်းငယ်ပဲရှိတယ်ကြတာပုံများတာတမိုင်းစစ်ဆက် head to head မှာတွေ့ရတယ်เนาะဒီမှာကြည်ရင်တိပါတယ်အဲ့တော့လက်ရှိဂျီရိုနာဟာ တန်ဆင်းဆုံးအောက်ဆုံးအသင်းဖြစ်နေတယ်အဲ့တော့လက်ရှိဂျီရိုနာအသင်းပိုင်ရှင်နေကိုနိုင်ကိုကလက်ရှိဒီရသည်မှာလည်းအရန်ကြီးဟိုဟိုအင်အားဖြစ်တင်းထားတာမျိုးတိတ်မတွေ့ရသလိုသူတို့စီးတီးဘက်ပဲသူတို့အာယုံဆိုင်မလားပေါ့လေနော်ဂျီရိုနာကိုအဲဒီလာလီဂါ2ကိုပဲစင်ခိုင်းတော့မှလာဒါဒါတော့ဟိုသူတို့အသင်းပဲတိလိမ့်မယ်ပေါ့လေအဲ့တော့လက်ရှိအနေထားအရာကတော့ခြေစွမ်းကစိုးတာတော့မဟုတ်ဘူးဒါပေမဲ့တေပွဲတွေဖြစ်နေတဲ့အတွက်ရလမကောင်းဘူးလို့ပဲကျွန်တော်ပြောရမှာဖြစ်ပါတယ်နောက်ဆုံးဘက်မှာဂရာဖီအသင်းကို 2-1နဲ့ရှုံးထားတယ်ဗျာရှေ့မှာ Real Oviedo အသင်းကို3-3ဆိုရဲရစဉ်းစားစရာမလိုတော့တာဂျီရိုနာရဲ့လက်ရှိကာနာဖောင်ဂျောင်းပေါ်လीเนาะအဲ့တော့တစ်ဖက်ကအလာဘတ်အလာဘတ်ဟာဒီရာဒီခြေစွမ်းဂျီရိုနာထက်ဆိုင်အများကြီးကောင်းတယ်အဝေးကွင်းခံစားအသားပေးဆော်တယ်နောက်ဆုံးပွဲက Velagano ကို1-0 Mayoga ကို1-0 Bilbao ကို1-0နဲ့နိုင်ထားတယ်ဆိုတော့အချိန်မီဘော်ဒီကဘာမှမဆုဖြစ်သွားနိုင်နေဗျာဒါပေမဲ့ဒီရာဒီမှာထူးခြားတဲ့ချက်ဟာလာလီကာ6ပွဲအဝေးကွင်းကန်ထားပြီးပြီအလာဘတ်ဟာ6ပွဲလုံး under 2.5ဖြစ်ပါတယ်တို့ကြောင့် လက်ရှိနှလုံး30ရှုံးဆိုတဲ့အချက်ကြောင့်ကျွန်တော်ဒီပွဲလေးတော့ကိုအောက်ပဲစဉ်းစားစီခြင်းတယ်ဗောနော်အဲ့တော့ဒါကြောင့်ဒီပွဲလေးကျွန်တော်ဂျီရိုနာကိုအောက်လေးပဲကြိုက်ပါတယ်အဲ့တော့ဆီဗီလာပွဲကျွန်တော်ရှောင်ပါတယ်တီကိုပွဲလေးစိတ်ဝင်စားတယ် ဒီကိုချင်းအရန်ပြင်းပါတယ်နှလုံးတည်ရည်တည်ပေးထားတယ်၃50ရှုံးနေကျွန်တော်ပြန်ကားထားပါတယ်မနစ်ကပေးတဲ့ကြီးတောင်မှအိမ်ခွင်းမှာနှလုံး50ပေါင်မနစ်မဟုတ်ပါဘူးဟိုးရှိနှစ်ကပေါ့နော်2022တုန်းကနောက်ဆုံးပေးခဲ့တာနှလုံး50ပေါင်ဇီးဝန်းနဲ့ရှုံးနေအဲ့တော့အခုထပ်ပြီးတော့ထပ်ပြီးပြင်းထားတယ်နှလုံးတည်ရည်၃50ရှုံးဆိုတော့၃လုံးအထီတောင်မှ ီကိုကပြတ်မဲ့သဘောမှာရှိနေတယ်အဲ့တော့လဗန်ဒေးဟာမန်တိုင်းပြောရရင်ဒီကစီမှာဖွင့်ဆော့ရတဲ့အသင်းထဲမှာပါတယ်နောက်ဆုံး၅ပွဲမှာကရိုလီဖွင့်ပါတယ်3 3ကို3ကို3ကို4ကိုဒီလိုမျိုးတွေဖြစ်ထားတယ်နော်နောက်ဆုံးပွဲကတော့ဒီဆက်တာဖီကိုအသင်းကိုအနီကထိသွားလို့သာ1 2ဖြစ်သွားတာပါအဲ့တော့အဲတော့ကလည်းဒါကိုပေါ်ခဲ့တယ်အဲ့တော့လက်ရှိအနေအထားအရာကဒီလဗန်ဒေး900မလားအဲ့တစ်ချက်ပဲစဉ်းစားအောင်ပါလဗန်ဒေးတလုံးရမယ်ဆိုရင် body armor ဆိုရင်၄လုံးတလုံးမှဖြစ်တော့မှာဒါကြောင့်၄လုံးတလုံးသွားမဲ့အဲ body ဝင်ရိုးဟာဂုံးအောင်ချီတလုံး90ရှုံးတော့မဖြစ်တင်ဘူးလို့ကျွန်တော်ယူဆတယ် တကယ်တမ်း Levandy ကိုးရမယ်ဆိုရင်၃လုံး80ရှုံး၃လုံး90ရှုံးဒီလောက်တော့ဖြစ်တဲ့နဲ့လို့ယူဆရတယ်ဗောနော်သို့မဟုတ်အဲ၃လုံး90ရှုံးကိုပေါင်းကြီးပေးခြင်းရင် Levandy ကိုးရမယ်ဆိုရင် body weight က၂လုံး90ပေါင်းဖွင့်ရမယ်ဒါကြောင့်လက်ရှိကြီးကအဲတီကိုဘက်ကကြီးပဲတော့၂လုံး၃လုံးပြတ်နိုင်တဲ့ကြီးလို့ကျွန်တော်ကတော့သတ်မှတ်တာကြောင့်လက်ရှိ Levandy အနေနဲ့ကအရန်ကြီးကိုရဖို့ chance တိတ်မဖြစ်နိုင်ဘူးเนาะ Levandy current form ရအောင်ကဖွင့်စော်တာနောက်ဆုံး၅ဘက်မှာ၄ဘက် ဘိုဒင်းစကူဖြစ်လာတယ်အချက်ကြောင့်လက်ရှိပေးတဲ့ပုံရနည်းလေးမှားနေတယ်အဲ့တော့ဒီကိုပြန်ကြည့်ရရင်တော့ဒီကဒီအိမ်ကွင်းတော်တော်လေးကောင်းတယ်နော်အဝေးကွင်းကတော့နည်းလေးခြေစွမ်းရိမ့်တဲ့အနေထားမှာရှိတယ်ဒါပေမဲ့နောက်ဆုံး၃ပွဲဆက်လည်းအောင်တယ်ဆေဗီလာကို၃ခုပြန်နဲ့နိုင်တယ်ဘက်တစ်လိုအသင်းကိုတော့၂ခုပြန်နဲ့နိုင်တာဗျာယူနီယံစင်ကို၃ခု၃ခုနဲ့၂ခုပြန်နိုင်တာလေဆိုတော့အိမ်ကွင်းတောက်လျှောက်မှာရီယယ်မက်ဒရစ်ကို၅ခု၂ခုနဲ့ကျုံးလာတယ်ဖရန့်ဖတ်ကို၅ခု၃ခုနဲ့ကျုံးလာတာကြောင့်အခုပေးတဲ့နှလုံးသိဂျီအီယာဒီကိုမှဒီကိုနေရမယ့်အနေထားမျိုးဖြစ်ပါတယ်ကျွန်တော်ဒီပွဲလေးတော့နောက်ကြပွဲအနေနဲ့နော်အကယ်၍များ ဟိုမိုက်တယ်ဆိုရင်တော့ကျွန်တော်အနားနေရင် line up ထွက်ရင် Telegram လေးမှာကျွန်တော်တင်ပေးပါမယ်လက်ရှိကတော့ကျွန်တော်ဒီကိုလောလောဆယ်ရွေးထားတယ်ပေါ့နော်နှစ်စာပွဲအနေနဲ့တော့လောလောဆယ်ရွေးထားတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ရွေးချယ်တဲ့နေရာမှာတော့လောလောဆယ်မထည့်ရသေးပါဘူးနော်လက်ရှိကတော့၃ပွဲအနေနဲ့ပဲကျွန်တော်ဆက်သွားပါမယ်โอเคပါဆိုတော့ဒီကိုပြောချင်တာကဒီကို body နှစ်စာနီးပါကြိုက်ပါတယ်โอเคပါအဲ့တော့နောက်ဆုံးပွဲကျွန်တော်ရှောင်ပါတယ်အက်စပန်ညိုနဲ့ဗီလာရီယယ်ကျွန်တော်ရှောင်ပါတယ်အဲ့တော့ကျွန်တော်တို့လီဂူ1လေးသွားပါမယ်လီဂူ1ထဲမှာကျွန်တော်အကြိုက်ဆုံးပွဲကတော့မာဆေးလည်းမကြိုက်ဘူးဟိုဟာလည်းမကြိုက်ဘူးဆိုတော့ အကြိုက်ဆုံးကတော့မိုနာကိုပွဲပေါ့နော်မိုနာကိုနဲ့လန်စပွဲလေးတော့မဆိုးဘူး level 80ရှုံးဘော်ဒီဝင်ရိုးကိုသုံးလုံး30ရှုံးနဲ့ပြန်ပိတ်ထားတယ်အဲ့တော့လက်ရှိ level 100ရှုံးဝင်ရိုးကိုမှသုံးလုံးအဲအရှုံးဖြစ်တဲ့အတွက်သုံးလုံး30ရှုံးဖြစ်တဲ့အတွက်နှစ်သင်းစလုံးဟာ900နိုင်တဲ့ chance များတယ်လက်ရှိမိုနာကိုပြီးခဲ့တဲ့ရာသီမှာပြီးခဲ့တဲ့ကြည်က level 50ရှုံးဒီဒီအိမ်ခွင်မှာ level 100ရှုံးပြီးခဲ့တာ11နဲ့ပွဲပြီးတယ်အဝေးခွင်မှာ lens ကလေးခုပြန်နဲ့နိုင်တာဖြစ်ပါတယ်မိုနာကိုကလက်ရှိအနေအထားမှာအရင်ကြီးတိုက်စစ်ပိုင်းမကောင်းနေဘူးနောက်ဆုံး6ပွဲမှာ9ပွဲတောင်မှာ ကိုးအောက်ထားတယ်ဆိုတော့ဒါငူတောင်3လုံး30ရှုံးပေးတယ်ဆိုတော့ဒီဘွဲကတေချာမဖွင့်ဆုံးမဲ့အနေထားမှာရှိလာနိုင်တယ်မိုနာကိုကလက်ရှိအိမ်ခွင်မှာအဓိက body money ရဲ့တဲ့အချက်ဟာ တေးပွဲအရင်များတယ်ပဲရစ်ကိုတော့မှ Z1 နဲ့ရှုံးတဲ့ကန်စစ်ကိုပိုင်ဆိုင်ထားတဲ့အနေအထားမျိုးမှာလက်ရှိမိုနာကိုထက်ဆိုင်အပေါ်ရောက်နေတဲ့လန်ဆာနော်အဖက်ဖက်ကောင်းနေတဲ့တိုက်စစ်ကလည်းတော်တော်လေးအဆင်ပြေနေတဲ့အနေအထားမှာရှိပါတယ်ဒီရာသီမှာမာဆေးအသင်းကိုတော့2-1နဲ့နိုင်ထားတဲ့လန်ဆီရဲ့တိုက်စစ်ကဒီဘွဲကကျွန်တော်1-1ကစကြည့်ရလိမ့်မယ်လို့ကျွန်တော်ယူဆတာကြောင့်နောက်ဆုံးဘွဲအနေနဲ့ကျွန်တော်မိုနာကိုဂိုးပေါ်လေးမောင်းထဲမှာ၄ -0 မောင်းမောင်းနှစ်ထဲမှာကျွန်တော် ထင်ထားပါတယ်။မာစီမကြိုက်ရတဲ့အချက်ဟာမော်ရီဂျီအရင်ပျော့နေတယ်။တလုံး40ရှုံးမှာ3လုံး30ပေါင်းပေါ့လေ။မနစ်ကပေးတဲ့ဂျီအောင်တလုံး100ရှုံးအထိရှိခဲ့ပါတယ်နော်။၄ကိုတကူနဲ့ဂျီအောင်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိပေးတဲ့တလုံး90ရှုံးမရောက်တဲ့တလုံး30ရှုံး40ရှုံးဂျီလောင်းတွေကတော့မာစီကိုပြတ်ဖို့တော့အရင်ကြီးမဖြစ်နိုင်ဘူး။လက်ရှိအနေထားအရကလည်းအိမ်ခွင်းမှာအတလနာအသင်းကို0-1နဲ့ရှုံးထားတယ်။အော်ဇေးကို0-1နဲ့ကပ်ပြီးအောင်ထားသလိုရှေ့မှာလည်းတောက်လျှောက်နောက်ဆုံး၅ဘွဲမှာ၄ဘွဲကြီးကြထားတဲ့အချက်ကြောင့်အဲမာစီကတော့ကျွန်တော်မယုံရဲတော့တာ ခြေစွမ်းတော့ကောင်းပါလေလက်ရှိအရာပေါ့လေဒါပေမဲ့လည်းတစ်ဖက်က brass လိုမျိုးเนาะနိုင်ပွဲတွေတိတ်မရှိတဲ့အနေထားကိုတော့တလုံး30လောက်ပဲပေးတဲ့အနေထားကတော့ပြော့တယ်ဗျမကြိုက်ဘူးဗျเนาะမာစီပွဲတော့ကျွန်တော်ရှောင်ပါတယ်ဆော့ဆော့မေးထားတဲ့ brother ရှိလို့ပါเนาะโอเคပါအဲကျွန်တော် half city ပွဲလေးကျွန်တော်ထည့်ပြောပေးပါမယ်เนาะပြီးတော့ကျွန်တော်၄သိန်းပေါင်းလေးပြောပေးပါမယ်ညီကိုကြီးအဲတော့ half city ကလက်ရှိ level 90ပေးထားပါတယ်နှလုံး100ရှုံးနဲ့ပြန်ပိတ်ထားတယ်ဒီနှစ်သိန်းကပြီးခဲ့တဲ့ရာသီမှာတလုံး90ပေါင်းဒီ2024စက်တလာပိုင်းမှာပြီးခဲ့တယ်ဝမ်းဝမ်းနဲ့ပဲကျွန်တော်ပွဲပြီးခဲ့တယ်ဆိုတော့အခုပေးတဲ့ level 100ရှုံးကမန်တိုင်းပြောရင်တော့ G ဟတ်တူဟတ်အရာဒါပျော့တဲ့ဘက်တော့သွားတယ်ဒါပေမဲ့လက်ရှိကာရာဖောင်ရဟာစီးဒီဟာအကောင်းဆုံးပုံစံမှာယက်တည်နေတယ်အဲ့တော့လက်စတာစီးဒီအသင်းကိုတော့နှစ်ကိုးတကိုးနဲ့အိမ်ကွင်းမှာနိုင်ထားတယ်အဲ့တော့အိမ်ကွင်းလေးတော့မစိုးဘူးတည်ရင်နဲ့အနိုင်နေရပဲစဉ်းစားမယ်အနေထားမျိုးဖြစ်တယ်ဒါပေမဲ့ level ကတရာရှုံးဖြစ်တာကြောင့်ကြီးတော့နည်းနည်းလေးများတယ်ဗျတစ်ဖက်ကအသင်းက ဒီ post mount ဖြစ်နေတဲ့အတွက်လည်းအချိန်မျိုးကိုရနိုင်တယ်ဗောလေဆိုတော့လက်ရှိအနေအားအရအဝေးခွင်း6ပွဲမှာ5ပွဲကြီးအောင်ထားတဲ့ post mount ရဲ့အဝေးခွင်းကနည်းနည်းလေးတော့မလွယ်တော့ဘူးဗျအဲ့တော့လက်ရှိအနေအားအရနောက်ဆုံးပေးခဲ့တဲ့ level တရားရှုံးက south run ပေးခဲ့တာဖြစ်ပါတယ်เนาะအဲ့တော့ကြီးအရစဉ်းစားမယ်ဆိုတော့ကျွန်တော်တို့ post mount အောင်နိုင်ကြီးလေးတော့နည်းနည်းလေးရှိနေတယ်ပေါ့လေနော်နှလုံးတရာရှုံးကြောင်လဲ post mount ကကိုးရမယ်အနေဒါဖြစ်နေပါတယ်နော်အဲ့တော့လက်ရှိ Ghana Fund အရာကတော့နေမယ်ဆိုရင်တော့ကြီးအရာတော့ကျွန်တော် post mount ပဲကြိုက်ပါတယ် brother ကြီး okay ပါကဲဒါဆိုတော့ကျွန်တော်ဒီနေ့ ါတုံးသက်ချက်လေးပြီးပြီဆိုတော့ကျွန်တော်ဒါလေးသမောင်းလေးချပြီးမှာဖြစ်ပါလိမ့်ဗျာနော်အဲ့တော့ဒီနေ့တကြောင်းသောပွဲ၃ပွဲကတော့ကျွန်တော် share live တွေထဲမှာပြောပြီးပါပြီလက်ကျန်မောင်းနှစ်လေးပြောပြီးပါမယ်ဒီနေ့ share satellite 95ထဲမှာလက်ကျန်လေးသမောင်းမောင်းနှစ်လေးကတော့ကျွန်တော် live sit body girona 9အောင်နဲ့ everton body monaco 9ပေါ်ဖြစ်ပါတယ်ပြန်ပြောပြီးပါမယ်လေးသမောင်းမောင်းနှစ်ထဲမှာ live sit body girona 9အောင် everton body monaco 9ပေါ်ဖြစ်ပါတယ် အားလုံးပဲ good luck ပါညီကိုတွေဒီနေ့ရှစ်ချောင်းကျွန်တော်ရွေးထားပါတယ်အားလုံးပဲအောင်ကြပါစေညီကိုတွေเนาะအဲ့တော့အသေးလေးလက်မလေးတွေတက်ချက်လောက်ကိုယူတော့နှိပ်ပေးကြပါအောင်ညီကိုတွေကျေးဇူးများတင်ပါတယ်ဗျဆိုတော့ကျွန်တော်ဒီ live လေးကိုလည်းဒီနေ့ကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသော